ကျော်သူမရှိရင်ကျော်သူထက်သားတဲ့တယောက်ရှိရမယ်။ပြိသမများအလုံးပဲမင်္ဂလာပါရှင်။နာယေကိုကြီးမှုအတင်းနဲ့အတူပရာဟိတအလုပ်တွေကိုနေမနာညာအလုပ်ဆောင်နေကြတယ်။တယောက်ဆောင်ကျော်သူကအသက်အရွယ်နဲ့ကြမ္မာရေးကြောင့်နာယေကိုကြီးမှုအတင်းဥက္ကဋ္ဌနေရာကိုလွှဲပြောင်းပေးဖို့ပြင်ဆင်ထားတယ်လို့ပြောပါရယ်။ ကျွန်တော်အသက်ရွေးနေကျမရေးကြောင့်နာယီကူညီမှုအတင်ဩက္ကဋ္ဌနေရကိုလွှဲကျင်နေစိတ်ဖြစ်လာတယ်။ကိုနာတော့မယ်ဟိတယောက်တက်လိုက်ဆိုပြီးလုံလုံမရဘူး။ဒီနေရာကအရေးကြီးတယ်။ဒီနေရာကိုပြင်ဆင်ထားတာလွန်ခဲ့တဲ့3-4နှစ်လောက်ကလေးကစခဲ့တာ။ဘသူကမှမပြောဘူး။တယောက်ချင်းဆွဲခေါ်တယ်။ပါလာတဲ့သူပါလာတယ်။ကြံခဲ့တဲ့သူကြံခဲ့တယ်။ပါလာတဲ့သူကိုလေစိတ်ထပိုင်းဆိုင်ရာတွေပြောပြဖြစ်တယ်လို့ကျော်သူကပြောပါတယ်။လူအမျိုးမျိုးစိတ်အမျိုးမျိုးရှိတာကြောင့်အလုံးကိုတည်ထားဖို့ပြောပြီ ကိုရိုင်းကလူပေါင်းစုံနဲ့တွေ့နေရတဲ့အတွက် လူပီသားတဲ့စိတ်ရှိအောင်နေရလို့ဆိုပါတယ်။လူတွေနဲ့ဆက်ဆံရတဲ့ကိစ္စဖောက်ပြန်တဲ့သူတွေရှိတယ်။လူအမျိုးမျိုးစိတ်အမျိုးမျိုးတွေကိုတည်ထားဖို့ပြောတယ်။ကျွန်တော်ကလည်းဥက္ကဋ္ဌဆိုပြီးတက်သည့်နေတဲ့သူလည်းမဟုတ်ဘူး။အင်္ဂလိပ်စာဆိုလေအားနေတဲ့ကောင်ကျွန်တော်ပညာတော့မတတ်ဘူး။ကျွန်တော်မှလူစိတ်ရှိတယ်။လူပီသားတဲ့စိတ်ရှိတယ်။လူပေါင်းစုံနဲ့တွေ့ရတယ်။ဘသူက နေရာမတည်ဘသူကအလွန်ဝေးကိုအလွဲသုံးစားလုပ်တယ်။ အဲ့လိုလူတွေအမျိုးမျိုးကိုကျွန်တော်တွန်သင်ပေးတယ်လို့ကျော်သူကပြောပါတယ်။ကျော်သူမရှိရင်ကျော်သူထက်သားတဲ့တယောက်ရှိရမယ်ဆိုတဲ့အရွယ်ချက်နဲ့နိုင်ရီကူညီမှုအတင်ဥက္ကဋ္ဌနေရာကိုပေးရသွားမယ်လို့ကျော်သူကဆိုပါတယ်။ကျော်သူမရှိလို့တရက်တင်းပြတ်သွားတယ်ဆိုရလဲမဖြစ်နိုင်ဘူး။မဖြစ်တဲ့ကိစ္စဆရာတော်ကြီးတွေပျက်စီးသွားလို့အဲ့အကြောင်းပိတ်သွားပြီးကြားတယ်။အရာမျိုးကျွန်တော်လက်မခံဘူး။ကျော်သူမရှိရင်ကျော်သူထက်သားတဲ့တယောက်ရှိရမယ်ဆိုတဲ့အရွယ်ချက်နဲ့ကျွန်တော်မွေးထားတယ်။ ဘယ်သူဆိုတာတော့မပြောချင်သေးဘူးတေချာမှပြောပြချင်ပါတယ်ဒီနေရာမှာထားဖို့အတွက်အဲ့ဒီလူက လူပီးသားတဲ့သူဖြစ်ရမယ်လို့ကြော်သူကဆိုပါတယ်ဇက်ပီကိုချင်းစာနာစိလေးရှိရမယ်အဓိကကတိလလုံမို့အရေးကြီးတယ်လူတွေကိုကူညီတဲ့သူကတိလဖောက်ပြန်ရင်အရန်ရုပ်ဆိုတယ်သူ့အတွက်လည်းမကောင်းဘူးအများအတွက်လည်းမကောင်းဘူးနောက်အောက်ချီမလို့သွားဖို့ကိုစိတ်ကိုကိုထိန်နိုင်မို့အရေးကြီးတယ်ပရာဟိတာလောက်ဖို့တော့လာကြတယ် ။ပြီးရင်အသီလဖောက်ပြန်တာတွေတွေ့ရတယ်လို့ကျော်သူကပြောပါတယ်။တရုတ်ဆောင်ကျော်သူဟာနာယေကူညီမှုအသင်းရန်ကုန်ကို2009နှစ်ခရဲကစတင်တည်ထောင်ခဲ့ပြီ။ဒီအသင်းကြီးဟာနှစ်ပေါင်း20ကျော်ကြာခဲ့ပြီလည်းဖြစ်ပါတယ်။နာယေကူညီမှုအသင်းအနေနဲ့ကိုဗစ်ကာလအတွင်းမှာလည်းပရာဟီတာအလုပ်ကိုင်များစွာလုပ်ကိုင်းလျက်ရှိပါတယ်။